အလုံးမဲမင်္ဂလာပါအဖျူကရှင်ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 86ဖြစ်ပါတယ် which of the following is a matter of education and training နဲ့နောက်အမှပေးထားတဲ့ဘယ်ဥစားကဒီပညာရေးနဲ့လေ့ကျင့်မှုနယ်ပယ်မှာသုံးနေတဲ့မတ်နီးပညာဖြစ်မလဲတဲ့ in which အဲ့မှာဘာရည်လဲဆိုလို့ရှိရင် training engagement simulation business activity စီးပွားရေးရဲ့လှုပ်ဆောင် activity စီကိုသူက simulate လုပ်မယ်ပြီးတဲ့အခါကျလို့ရှိရင် interact with other people တခြားလူတွေနဲ့ interact လုပ်မယ် to develop experience ဒီ experience တွေကိုတွေ့ကြုံနေဦးပေါ့နော်ဒီ total လာဖို့ရန်အတွက်ကိုတခြားသူတွေနဲ့ interact လုပ်မယ်နော်ပြီးတဲ့အခါကျလို့ရှိရင် try out different strategy strategy အမျိုးမျိုးနီးလမ်းအမျိုးမျိုးကိုမှသူ try out လုပ်မယ်သုံးမယ်ပေါ့နော်ကြိုးစားမယ်တဲ့ အာအဲ့ဒီမအဲ့ဒီ method ကိုသုံးတဲ့ဥစ္စာတီအမှားပေးထားတဲ့ ABCD တွေထဲမှာဘယ်ဟာဖြစ်မလဲဆိုပြီးတော့ပြောထားပါဗျ။အဲ့တော့ပထမဆုံးနံပါတ် A ကကြတော့ case study တဲ့ case study ဆိုတာကကြတော့ဒီလက်တွေ့မှာဖြစ်နေတဲ့ဥစ္စာတွေကိုနော်ဖြစ်ခဲ့တဲ့ဖြစ်ရတွေကိုမှသူကလေ့လာပြီးတော့မှဒီဖြစ်ရတွေကနေပြီးတော့ဘာတွေဖြစ်ခဲ့လဲဘာကြောင့်ဖြစ်ရလဲဘာတွေသင်ယူနိုင်လဲဆိုတဲ့ဥစ္စာကို synthesis စမ်းစစ်ပြီးတော့မှလေ့လာတဲ့ဥစ္စာဖြစ်တဲ့ case study ဆိုတာကနံပါတ်2ကကျတော့ debate debate ဆိုတာကကျတော့အကြောင်းအရာတစ်ခုခုရှိမယ်အဲ့ဒီအကြောင်းအရာကိုမှသဘောတူညီမှုမရှိဘူးเนาะညင်းချင်တဲ့ဥစ္စာတွေကိုအချက်အလက်တွေကိုတင်ပြရပြီးတော့ဆွေးနွေးရဖြစ်တယ်ပြီးနံပါတ်3ကကျတော့ investigate investigate ဆိုတာကကျတော့လုပ်ဒီအလုပ်မှာလုပ်ရတဲ့ပေါ့เนาะအလုပ်တွေကို လုပ်ငန်းတွေမှာလုပ်ရတဲ့အလုပ်တွေကိုသူကဘာရင်နဲ့ပေးမှလဲဆို document နေနေနဲ့ပေးလိုက်မယ်ပေးလိုက်ပြီးတော့မှအဲ့ဒီ document တွေကိုကြည့်ပြီးတော့မှအဲ့တော့လုပ်ငန်းမှာလုပ်ရမယ့်အလုပ်တွေလုပ်ငန်းတွေမှာလုပ်ရမယ့်အလုပ်တွေလို့ပြောရတဲ့ကြောင့်မလို့လုပ်ငန်းမှာပါရင်လုပ်လဲဥပမာ email တွေနဲ့တွားလာလား report တွေကိုဘလို့တင်လဲအဲ့လိုပုံစံမျိုးတွေကိုသူကဆာရွက်လေးနဲ့ပေးလိုက်တာအဲ့ဒီဆာရွက်လေးကိုမှသူကမလုပ်ပါနဲ့ဆိုလို့ရှိရင် ကိုတကယ်လိုက်လုပ်ပြီးတော့မှတကယ်လုပ်အပြင်လောကရဲ့ပေါ့နော်လုပ်ငန်းရဲ့သဘောတဘာဝတွေကိုလေ့လာတဲ့ပုံစံမျိုးဖြစ်တဲ့နံပါတ်စီကကြတော့နံပါတ်ဒီကကြတော့ role playing role playing ဆိုတာကကြတော့တကယ်က role တစ်ခုခုကိုသူကတတ်မှတ်ပြီးတော့ယူလိုက်မယ်ယူလိုက်ပြီးတော့မှအဲ့အဲ့ဒီထဲမှာရှိနေတဲ့ scenario တွေကိုလိုက်ပြီးတော့လုံဆောင်မှာပြရခါကြလို့ရှင်သူကဘာတွေရမှာလဲဆိုလို့ရှင်ဒီတကယ်လုပ်ငန်းလုပ်ငန်းခွင့်မှာ လုပ်နေတဲ့ experience တွေကိုရမယ်ရပြီးတဲ့အချိန်မှာအဲ့ဒီလုပ်ငန်းခွင်တွေပေါ်မှာရှိနေတဲ့လုပ်ငန်းခွင်ကနေပြီးတော့မှရလာမယ့် experience တွေကိုမှကြည့်ပြီးတော့မှသူသည် decision တွေကိုဆုံးဖြတ်ပြီးတော့အဲ့ဒီကနေပြီးတော့မှရလာတဲ့ကြိုးကြောင်းစီလျော်မှုတွေကိုသူကလေ့လာရတာအဲ့ဒါကြောင့်မလို့ဒီမှာမိကမအမိထားတဲ့သူက simulate business activity ဒီစီးပွားရေးလုပ်ငန်းတွေကိုသူက simulation လုပ်မယ် နော်တကယ်ဒီလုပ်ငန်းခွင်မှာဖြစ်နေတဲ့ပုံစံမျိုးကတော့တူပြီးတော့မှနော်လှုပ်ဆောင်ထားပြီးတော့မှ training တွေကနေပြီးတော့ဒီလေ့ကျင့်တဲ့သူတွေကနေပြီးတော့လေ့ကျင့်ပြီးလှုပ်ဆောင်ရတာဖြစ်တယ်။အဲ့လိုလေ့ကျင့်တဲ့အချိန်မှာပဲသူဒီတခြားသူတွေရဲ့ to develop experience interact with other people to develop experience လို့ပြောရဲနော် experience တွေကိုအတွေ့အကြုံတွေကို development ဖြစ်ဖို့ရန်အတွက်ကိုတခြားသူတွေနဲ့တွားပြီးတော့မှဆက်ဆက်ပြီးတော့ပြောဆိုနေရတယ်ပြောဆိုကြည့်ပြီးလို့ရှိရင်ပြီးရင်သူဒီ find out difference ရတယ်ကြည်နီးလဲအမျိုးမျိုးနဲ့သူစူးစမ်းပြီးတော့လုပ်ကြည့်မယ်လုပ်ကြည့်ပြီးတော့မှဒါကဒီ education နေနဲ့ training နေနဲ့တွဲပြီးတော့မှသုံးတဲ့ method ဖြစ်တယ်အဲ့တော့ကြောင့်မလို့သူဒီ real world မှာရှိနေတဲ့ business activity တွေကို simulation လုပ်တာ ဖြစ်တဲ့လုပ်ပြီးတော့မှသူဒီ experience နဲ့ရအောင်လုပ်ပြီးတော့မှနေတဲ့အမျိုးမျိုးတွေနဲ့စူးစမ်းရတယ်ဆိုတော့နံပါတ်2 role play ကအဖြစ်မှန်လေးဖြစ်ပါတယ် video လေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြပါမယ်